ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်နောက်ဆုံးတော့တမီးတို့အိမ်မှာလည်းအဲကုန်းရောက်လာပြီပဲရှင်မုံအချိုဝဲလာလာငါတို့ကဒီနေ့အရန်ပျော်နေတော့မုံအချိုစားရမယ်ဝဲလာတာပေါ့ငါဆိုင်အကောင်းကဝဲလာတာမုံတွေအများကြီးဝဲလာတယ်အိမ်နောက်ကိုလည်းမုံတွေဝေရမယ်ပြန်လာရင်အဲကုန်းလေးတက်ရမယ်လေနင်တို့မုံတွေဝေကြ ငါငါသမီး၃ယောက်ဖုန်းဆက်ပြီးတော့အဲကုန်းဝယ်လိုက်ပြီဆိုတဲ့အကြောင်းပြောရအောင်မယ်။ဒီအကြောင်းငါသမီးတွေလည်းသိရမယ်လေ။တလောက်ရက်ကြနေပြီလေ။နင့်ကိုအဲကုန်းဝယ်ထိုင်းတာမဝယ်ပေးဘူး။နွေရာသီမှာနှီးရတာခက်နေပြီ။အခုချိန်နေမလုပ်ပေးနိုင်ဘူး။အိမ်နာလူတွေကလည်းအကုန်အဲကုန်းရှိတယ်။ငါတို့အိမ်မှာပဲမရှိတာသိလား။အဲကုန်းဝယ်ရတာလွဲတယ်မထင်နဲ့။ဘလောက်ခက်ခဲလဲသိရလား။နွေရာသီမှာအဲကုန်းနေရာဈေးရီတက်နေပြီ။နင်အမြဲတမ်းမလွယ်နဲ့။နွေရာသီအဖြစ်ကုန်တော့မယ်။အဲကုန်းကမဝယ်နိုင်ဘူး။ အမြဲတမ်းလိုပဲနှင်းနှင်းကသူ့ယောက်ျားကိုအဲကုန်မဝယ်လို့ပြောနေပြီးဒီချိန်မှာနှင်းနှင်းအမေဒေါ်လာဖုန်းဝင်လာခဲ့ပါတယ်ဟုတ်လားအမေတကယ်အဲကုန်အစ်စ်ဝယ်လာလားဟုတ်တယ်သမီးရေတကယ်အဲကုန်အစ်စ်ဝယ်လာတာခဏနေအဲကုန်တက်တဲ့သူတွေလာတော့မယ်နှင်းညီမနှစ်ယောက်လုံးလည်းဖုန်းဆက်ပြီးပြီနှင်းနှင်းကလည်းချက်ချင်းပဲကလေးတွေနဲ့သူ့အဝတ်အစားတွေထည့်နေပါတယ်နင်ဘယ်သွားမလို့လဲဘာလို့ဝတ်အစားတွေထည့်နေရလဲငါကလေးတွေခေါ်ပြီးအမေရင်သွားတော့မယ် နွေရာသီတစ်ခုလုံးအမေ့မှာပဲနေမယ်။မတို့ကနွေရာသီမှာရွာသွားမယ်လို့စီစဉ်ထားတာလေ။နေရလေ။နွေရာသီမှာမြို့ပေါ်မှာတောင်တလောက်ပူနေတာ။ရွာသွားရင်နောက်ထပ်ပူမှာပေါ့။မြို့မှာကိုလာတို့ပန်ကာတို့ရှိသေးတယ်။နင်းနင်းကလည်းပစ္စည်းတွေအလုံးထည့်ပြီးညီမနှစ်ယောက်ကလည်းသူတို့ပစ္စည်းတွေထည့်ကလေးတွေခေါ်ကသွားဖို့အတွက်စီစဉ်လိုက်ကြပါလိမ့်။နေ့ရက်နေ့တော့ကလေးတွေခေါ်ပြီးညီမနှစ်ယောက်ကရုတ်တရက်အမေအင်ကိုရောက်လာခဲ့ပါတယ်။ဟေး နင်တို့သုံးယောက်ဘလို့ရုတ်တရက်ကြီးရောက်လာလဲဖုန်းလေးပါလေးလည်းမဆက်ဘူးဟုတ်တယ်လေအမေကိုအန်အောတော့လှုပ်ချင်လို့ဖုန်းမဆက်တာအမေရဲ့ကောင်းတာပေါ့ရောင်မတို့ရေရောင်မတို့ထိုင်းကြအောင်လေအားလုံးအတွက်ဖြိုကြီးဖြိုခဲ့မယ်အမေဒီဟောခန်းပန်ကလည်းအရန်ပူတာပဲလဲနေတာလည်းနှေးလိုက်တာသမီးတို့ကဒီညမှာဘလို့ထိုင်ရမလဲဩအခင်းထဲမှာအဲကွန်းတက်ထားတယ်လေရောင်မတို့ပြင်မှာမထိုင်နဲ့အခင်းထဲမှာသွားနေကြမယ်ရောင်မတို့ကတလောက်အဝေးကနေလာတာအရန်ပူနေလောက်ပြီး စားစရာတွေယူလာခဲ့မယ်နော်။ရောင်မ၃ယောက်ကလည်းနီနီအခန်းနေသွားပြီးအေကွန်ဖွင့်ကထိုင်နေပါလေ။အပြင်မှာပူချင်းကရမ်းများနေပြီးရောင်မ၃ယောက်ကအေကွန်ဖွင့်ပြီးလေးအီလီတွေရနေတာကြောင့်အရင်ပြုံနေပါလေ။နီနီကလည်းသူ့အတွက်စားစရာတွေယူခဲ့ပါလေ။နင်တို့အခန်းထဲမှာအေကွန်တက်လိုက်တာအရန်ကောင်းနေအပြင်မှာအပူချိန်ရဲများနေပြီအိတ်လို့မရဘူးဟုတ်တယ်မကြီးအရင်ကဆိုအပူချိန်များတော့အိတ်မပြောလေ အခုအဲကွန်းတက်လိုက်တဲ့အားအရန်အိတ်ရတာအဆင်ပြေတယ်အေးစေးအိတ်ပြောတယ်ငါနောက်တစ်ခုခုစားချင်နေတာရေခဲမုံရှိရမလားရှင်ယူခဲ့ပေးလေရေခဲမုံရှိရရောင်းမအခုပဲညီမသွားယူလာခဲ့မယ်နင်နိရောင်းမတွေကခဏနေပြီးတခါစားစရာတွေမှာလိုက် ပြီးတာနဲ့နောက်တစ်မျိုးမှာလိုက်နေလုံနေပါလေနင်နိကလည်းညနေစားအတွက်သူရောင်းမသုံးယောက်အကြိုက်တွေကိုချန်နေပါလေချက်လို့ပြီးသွားတဲ့နောက်မှာတော့ရောင်းမတွေကိုသွားခေါ်ပါလေကဲရောင်းမတို့ရေညစာအားလုံးချက်ပြီးပြီးအစင်သင့်မယ် အားလုံးအပြင်သွားစားကြမယ်လေနင်နီရဲ့ငါတို့အဲကုန်းရှိကနေမထချင်အောင်အပြင်လည်းမသွားချင်အောင်အခဲထဲမှာစားဖို့ယူလာခဲ့ပါလားအမရေအခဲထဲမှာဘသူကထမင်းစားလို့လဲအပြင်လိုက်ခဲ့လေအေးစေးစားကြမယ်အပြင်မှာအရန်ပူတယ်အပြင်မထွက်ချင်အောင်နင်နီကလည်းရောင်းမာရီပြောတာကြောင့်အားလုံးအတွက်စားဖို့ခဲနေယူလာပြီးအားလုံးကအဲကုန်းထဲမှာထိုင်ပြီးစားနေကြပါတယ်နင်နီကလည်းမိဖို့ကြောင့်အလုပ်တွေပြီးသွားတဲ့နောက်မှာ အခန်းနေသွားတဲ့အချိန်မှာရောင်မာရီကအေကုန်းဖွင့်ပြီးအေးအေးဆေးဆေးအိတ်နေပါတယ်။နင်းနီကလည်းသူတို့ကိုမနှိုးပိန်အပြင်မှာအိယာခင်းနေပါတယ်။နင်းဘသူ့အတွက်အပြင်မှာအိယာခင်းနေရလဲ။အမေရောင်မာရီကအရန်ပင်မန်းလို့ထင်နေအခန်းထဲမှာအိတ်ပျော်နေပြီ။သူတို့မနှိုးချင်တော့လို့အပြင်မှာအိတ်လိုက်တာ။ရောင်မာ၃ယောက်ကတော့အေးဆေးအိတ်ကုန်းကမှအိတ်နေပြီးနင်းနီကတော့အပြင်မှာအပူထဲမှာချွေးတွေထွက်ပြီးအိတ်ဖို့အတွက်ကြိုးစားနေရပါတယ်။နောက်နေ့မနေ့ရောက်တော့နင်းနီကရောင်မာရီစီလာပြောပါတယ်။ အမတို့ရေအားလုံးလည်းအပြစ်မသွားတာကြပြီအပြင်သွားကြမယ်လေဟာအပြစ်မရမ်းပူတယ်ငါတို့တော့အပြစ်မသွားနိုင်ဘူးနင်အာလူးမုံလောက်လိုက်ငါတို့အားလုံးစားကြမယ်ပြီးရင်ဒီမှာပဲရုပ်ရှင်ကြည့်ကြမယ်လေရောင်မသုံးယောက်ကတော့အေးစစ်စစ်အိတ်နေပြီးနင်နီကတော့အားလုံးအတွက်အာလူးမုံတွေလုပ်နေပါတယ်ညနေရောက်တော့နင်နီကအလုပ်တွေအားလုံးပြီးသွားတဲ့နောက်မှာအခန်းလေးသွားတဲ့နောက်မှာတော့ရောင်မသုံးယောက်နဲ့ကလေးတွေကဂရင်းပေါ်မှာအေးစစ်စစ်အိတ်နေကြပါတယ်အမတို့ဒီနေ့လည်းဒီခဲမှာပဲအိတ်မှာလား ဟုတ်တယ်လေနင်နီနင်လည်းအိတ်ချင်လားအိတ်လေငါတို့ကအဲကွန်းအခန်းနဲ့ပြင်မမအိတ်နိုင်ဘူးနင်နီကအခန်းထဲမှာအောက်မှာခင်းအိပ်ပြီးကလေးတွေကဆူညံနေတာကြောင့်အိတ်မရပဲနင်နီဟာဒီနေ့လည်းအပြင်မှာခင်းပြီးတော့အိတ်ရပါတယ်ဒါရီအောင်လုံးကိုဒေါ်လာကကြည့်နေပါတယ်ဒေါ်လာက သမီးတွေအခုအချိန်ထိတော့ဘာမှမပြောပါဘူးဒီလိုပဲရက်တွေကြာသွားပြီးနင်နီအခန်းကညစ်ပတ်ပြီးတော့မုံအခွန်တွေအအေးဘူးတွေအမိုက်တွေနဲ့ပြင်နေပါတယ်။အမရေအခန်းကလည်းညစ်ပတ်နေပြီ။အိယာခင်းလည်းမလဲရသေးဘူး။ အမိုက်တွေလည်းပြည့်နေရပဲဘာမှမဖြစ်ပါဘူးအဲ့ရခင်မလဲနဲ့အမိုက်တွေကိုနင်ပေးရနေပဲအကုန်သိမ်းလိုက်လေပြီးရင်တည်သီးဖြော်ရီလှုပ်ပေးအောင်နော်အရန်တောက်ချင်လာပြီနင်ကတော့သူ့ရောင်းမာတွေလာတော့အရန်ပြောင်းနေပြီအခုကျတော့သူတို့လောက်ရတွေကြောင့်အရန်စိညစ်လာခဲ့ပါတယ်ရောင်းမာ၃ယောက်ကအေကွန်ကဲမှာထိုင်နေပြီးသူတို့ကလေးတွေကိုတောင်ဘေးမဆိုင်ပါဘူးအတော်ကြီးတားတို့ရေချိုးပေးပါလားတားတို့ရေမချိုးရတာကြပြီတားကြီးအတော်ထမင်းချက်နေရလေတားမေကိုချိုးခိုင်းလိုက်လေ အမေတို့ကမနေ့ကလေးကအေကွန်ကန်းထဲမှာထိုင်ပြီးဖုန်းသုံးနေကြတယ်ဘာမှလုပ်မပေးဘူးတအားတော့မနေ့ကထဲကဘာမှမဆမ်းရသေးဘူးအတော်အရင်ဆုံးတစ်ခုခုကြွေးပါလောင်းပြီးရေချိုးပေးလေနင်နီကအရင်စီတူသွားပြီးတော့သူ့လိမ်ဘာမှမတတ်နိုင်ပါဘူးနင်နီကအရင်လုပ်တွေအများကြီးလုပ်ပြီးရောင်းမှသုံးယောက်ရဲ့ကလေးတွေကိုပါထိန်းရပါတယ်နင်နီဟာတနေ့ကုန်လုပ်တွေလုပ်ပြီးပင်မန်းကအေကွန်ခန်းလေးကိုသွားထိုင်တဲ့အချိန်ပါပဲနင်နီရေဘာလို့လာထိုင်냐လဲငါတို့အားလုံးတို့ခောက်ဆွဲကြော်လုပ်ပြီး လင်းချက်ထားတဲ့ခောက်ဆဲကြော်မစားတာကြပြီပြီးငါတို့အဝတ်တွေလည်းရှိသေးတယ်လျှော်ပြုံးတော့ဒါရီကိုကြည့်ပြီးဒေါ်လာကမနေနိုင်တာကြောင့်သမီး၃ယောက်ကိုပြောဆိုပါတော့တယ်နင်တို့၃ယောက်အိမ်ယုံလာတဲ့အခန်းထဲမှာပရင်မတွေလိုပဲထိုင်နေတာနေ့ရောက်မှအိမ်ဖော်မလိုပဲနင်တို့ခိုင်းတာလှုပ်ပေးနေတာအိမ်အလုပ်တွေထားလို့လိုက်မသေးသွားဘူးလေအမေသမီးတို့ကကြောင်းပိတ်လို့အမေအိမ်မှာအနားလာယူတာလေဒီမှာလည်းအလုပ်လုပ်ရမယ်ပေါ့အမေကချွေးမဖက်ကပါနေရလားမဟုတ်ပါဘူးအမေကအဲ့လိုပြောချင်တာမဟုတ်ဘူး နင်နီကလှုပ်နေရတာဘာမှမပြောအမေကဘာဖြစ်နေရလဲဒါရီကယောင်မရီကြားစကားပါယောင်မရီကသူ့မိကိုဘာမှပြောခွင့်မပေးပါဘူးဒီလိုပဲနှစ်ရက်ကြာရင်းနောက်မှာတော့ယောင်မသုံးယောက်ကအေကုံဖွင့်ပြီးတဏီကုံအခန်းထဲမှာထိုင်နေပါတယ်ဒါကိုကြည့်ပြီးနင်နီကပြောခဲ့ပါတယ်အမရေအေကုံ24နာရီဖွင့်ထားတာပြက်နိုင်တယ်လေတဏီဖွင့်ပြီးနိုင်ဝက်ပိတ်ထားလေအေးတက်ကရှိပါတယ်နင်နီ ငါတို့အိမ်မှာအဲကွမရှိဘူးဆိုပြီးဘလို့တုံးရမလဲလာပြောပြမနေနဲ့ငါတို့အကုန်သိတယ်နင်မကြိုက်ဘူးဆိုရင်လည်းငါတို့တုံးရလုံးအခန်းထဲထွက်သွားမယ်မဟုတ်ပါဘူးမရဲ့မဟုတ်ပါဘူးထိုင်ပါနင်ကသူ့ခန်းထဲမှာအဲကွန်ရှိတာတောင်အပြင်မှာတနေကုန်အပူထဲမှာလွတ်လွတ်ရပါလိမ့်ငါစီမှာအဲကွန်ခန်းရှိတာတောင်မှတနေကုန်2မိနစ်တောင်မနားရဘူးတနေကုန်သူတို့ပဲထိုင်နေတာအဲကွန်မှမနေရတာတောင်ဘလောက်ကြာပြီလဲနွေရသေးအမြန်ကောင်းပြီးရောင်းမရအမြန်ပြတ်မှာတော့ ဒီလိုပင်ရက်တွေကြာသွားပြီးအိမ်မှာမီတာဘေးရောက်လာခဲ့ပါတယ်။မီတာဘေးကိုကြည့်ပြီးဒေါနာကအံ့ဩသွားပါတော့တယ်။ပြီးတော့အေကွန်းကရုတ်တရက်ရက်သွားခဲ့ပါတယ်။ပြန်ဖွင့်လို့လည်းမရတော့ပါဘူး။နိနိအခန်းကအေကွန်းကပြက်သွားခဲ့တာကိုစိတ်တူပြီးဒေါနာကနိနိအခန်းထဲကိုလာခဲ့ပါတယ်။နင်ဘာပြောချင်တာလဲ။အေကွန်းကငါတို့လှုပ်လို့ပြက်တယ်ပေါ့။နင်တို့ဝယ်ထားတဲ့အေကွန်းမကောင်းတာလေ။ဘာလာပြောနေရလဲ။ကဲနင်တို့၃ယောက်လုံးပတ်ဆက်ပိတ်ထား။နင်တို့လှုပ်လို့အေကွန်းပြက်တာ။ တနေကုန်ပရင်မတွေလို့ထိုင်နေတာမီတာခဘလောက်လာလဲသိလားဒီပတ်စံနင်းတို့ယောက်ျားတွေကပေးမှာလားတနေကုန်အဲကုန်းဖွင့်လို့အဲကုန်းပြတ်တာနင်းနီပြောတာမှန်နေနင်းတို့၃ယောက်လုံးပတ်စံထုတ်ကြမီတာခရူဘီတထောင်ခွဲကြတယ်ကျောင်းမ၃ယောက်ကလည်းသူ့မိစိတ်တို့တော်ကိုကြည့်ပြီးကြောက်သွားပါတော့တယ်နင်းနီအခန်းကအဲကုန်းကိုလည်းကျောင်းမတွေကပြင်ပေးပြီးဒေါ်လာကသမီးတွေအတွက်ကူလာဝယ်ပေးကနေရာဒီမှာ၃ယောက်လုံးကကူလာဖွင့်ပြီးနေကြပါတယ် ေရာဒီပိတ်ရက်တွေကုန်ဆုံးသွားတဲ့နောက်မှာတော့ရောင်မသုံးယောက်ကလည်းပြန်သွားပါတော့တယ်။နင်းနီကလည်းရောင်မတွေမရှိတော့အေးအေးဆေးဆေးဖြစ်သွားခဲ့ပါတယ်။နင်းနီကသူ့ခန်းထဲမှာအေးကုန်းဖွင့်ပြီးအေးအေးဆေးဆေးအိပ်နိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။